ငွေကြေးချမ်းသာမှုကပဲအရေးကြီးတာမဟုတ်ကိုယ့်အတွက်ကိုလိုအပ်တဲ့အချိန်တိုင်းမှာကိုယ့်ဘက်ကနေရည်တည်ပေးနိုင်တဲ့အဲတော်ယုံစိတ်သက်ကြနေတဲ့အချိန်မှာအားပေးဖို့ဆိုတာမလွယ်ဘူးလေတိလားအပေါ်ယံဆိုရင်ဘယ်သူမှမရှိတော့ဘူးနားမှာကိုကိုတိုင်းကလည်းသူများအပေါ်မှာအပေါ်ယံမပေါင်းခဲ့တဲ့အတွက်ဒီအကျိုးကို ကိုပြန်ပြီးခံစားရတယ်ထင်ပါရှင်လူဆိုတာကလေအမြဲတမ်းတော့ strong ဖြစ်နေရမျိုးတော့မဟုတ် strong women မှတ်နေသို့တော်လည်းလူကအားနေပြီးတော့ဝမ်းနေတဲ့အချိန်လည်းရှိတယ်ဒါပေမဲ့လည်းအဲတစ်ခါတလေကြောက်လို့ရှိရင်ဟိုအချိန်လုံးကြီးလည်းစိတ်ညစ်နေလို့လည်းမပြီးသွားဘဝရှေ့ဆက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ကြီးစစ်ရရှိရင်စိတ်ညစ်လိုက်တယ်ပြီးရင် it's enough လေဒီလာရပြီတော့ပြီ done ပြီးသွားပြီကိုလှုပ်ဆရာရှိရလို့ကပဲဆက်လုံးမှာကျမနာမှာမဲတော့ရှိရဖျားဗုဒ္ဓကျမတို့ဗုဒ္ဓဖျားရှိရတော့ပြီလေရပြီ ဟိုမစားလို့ပါဟိုကျက်မကြီးအတွက်လည်းပိုကောင်းတယ်ပေါ့နော်နေရတာလည်းပေါ်ပါလာတယ်ပေါ့နော်နောက်တစ်ခုကကြာလူကဒီအနုပညာလုတ်ပြီးတော့မှလူကြီးကလည်းဝါနေလို့ရှိရင်ဘယ်လိုပြောမလဲစိတ်ကယုံကြည်မှုမရှိဘူးပေါ့အဲ့အတွက်လည်းရှော့လိုက်တာပါဟုတ် tout, tout to, to... ရတနာဒီဝေဟာငါတို့တော့ဒီမီတော်ဆရဲ့ကိုယူဝေတမီကြီးတော့ရသည်နော်မင်းတို့မင်းတို့နေရမှာမမောခွင့်မရှိပါဒီစင်စမနဲ့တမောဟာငါမျိုးသမီးလေးထွက်တာဖြစ်ရမှာ

们喜悦，体温受让我们希望，每道光辉，鼓励到大大白山的那。 မနာလိုစိတ်နဲ့မပိုင်ဆိုင်နိုင်မှတလဲလဲတောင်းလောင်နေတဲ့လောဘတွေလောဘတွေလောဘတွေဒီလင်းတန်ရှင်နဲ့စိတ်ပြေတောက်ပါမှုကို ရှင်ပြေနိုင်လား ခံစားခွင့်ရမယ်စင်စွဲဘူးရတောက်ပါမှုကိုတော့သမီးငယ်လေးကိုသာပေးဖို့အမေဆုံးဖြတ်ထားတယ် ဝယ်လေးတယောက်ဖြစ်တာတော့ဒါစိန်စပယ်ဖူးရဲ့ DVC ကိုပေါ့နော်အခုအောင်လွင်အေးကနေပြီးတော့သူ့ရဲ့အရန်ကိုထူးခြားတဲ့စိတ်ကူးစိတ်တန်းကောင်းကောင်းနဲ့အအရန်အချိန်အကြာကြီးတို့ဖန်တီးခဲ့တဲ့ကြော်ညာတစ်ခုပေါ့နော်ဒီမှာပါဝင်ခွင့်ရတဲ့တည်းအများကြီးဝမ်းသာကုန်ပြီပါဆွေအတွက်တော့အရန်ခက်ခဲပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုအဲထဲမှကြည့်နေတိမမာ तू ကတာမန်ကြော်ညာရင်းနဲ့မတူပဲနဲ့တမူနည်းနည်းတော့ထူးခြားပါတယ်အားကြောင့်မလို့အရန်လဲမရိုက်ခင်ကလည်းတော်တော်စိတ်ပင်ပန်းခဲ့ရတယ်ရိုက်ပြီးသွားတော့လည်းအခုမကြည့်ရသေးဆိုစိတ် စိတ်လှုပ်ရှားပါတော့တကယ်အရင်စိတ်လှုပ်ရှားပါတယ်ဒီထဲမှာပါတဲ့ actor တွေအကုန်မကြည့်ရသေးဘူးအမခန့်ချက်အပြေဝရှိရပါတော့မန္တလေးမှာရောဒါရန်ကုန်မှာရောမန္တလေးမှာကတော့ဒါနှစ်ပေါင်း40တိုင်တိုင်ပါတော့ရက်တီလာတဲ့ site ဘာလို့ရက်တီနိုင်လဲဆိုရင် तू ကအဓိကအကိုတို့က quality ဘက်ရောအရင်ဦးစားပေးတယ်စိတ်နေဆိုလို့ရှိရင်လည်းဒီ GIA နဲ့ပတ်သက်တာတွေဆိုလည်းအရင်နာမည်ကြီးရယ်နောက်တစ်ခုကအမခန့်ချက်ပါပဲ site တစ် site မှာအချိန်မီကိုယ်ဝယ်ထားတဲ့ပစ္စည်းကိုပြန်ရောင်းနိုင်ရမယ်ပြန်ရောင်းတဲ့အချိန်မှာဝယ်နိုင်ရမယ် တဘောအချိန်မြေးရောင်းနိုင်ဝယ်နိုင်သူတို့မှာတည်ရမလားတခြားပြဿနာလည်းဘာမှမရှိ နောက်တစ်ခုကခိုင်မာစွာယက်တီလာတဲ့ဆိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနှစ်40တိုင်တိုင်အကိုတို့ကယက်တီနိုင်တာပေါ့နော်ဟုတ်လူတယောက်ကပေါ့နော်အမျိုးသမီးတယောက်ကပေါ့ဒီ jewelry တင်လိုက်လို့ရှိရင်နောက်ထပ်တရေရပို့ပြီးတော့တက်သွားတာပေါ့နော်အဲချက်တရေမင်္ဂလာပေါင်းလည်းလည်းပြည့်စုံတယ်ပြီးတော့ jewelry ဆိုတာထိုက်မှရတဲ့ယတနာဆိုတာတန်ဖိုးရှိတဲ့ပစ္စည်းဖြစ်တဲ့အတွက်အမျိုးသမီးတိုင်းလည်းလိုချင်ကြရတယ်ပေါ့နော်အဲအားကြောင့်မလို့အခုလိုဝတ်ဆင်ထားရတာလည်းဒါကုသိုလ်ကံမျိုးပါပဲပေါ့နော်ဟုတ် အဓိကတော့ဟွာဒီကြော်ညာမှာအကုန်လုံးကတမယိုးကြမဟုတ်ဘူးလေနည်းနည်းလေးတော့ခက်တာပေါ့နော်အဲ့အတွက်ကိုတော့ပြင်ဆင်တာထက်စိတ်လှုပ်ရှားတယ်ဒီထဲမှာကချင်းမော့ကောင်းမှအားလုံးကြည့်လို့ကောင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကြောင့်မို့လို့တစုံတရာလိုအပ်သွားမှအရန်ကြောက်တယ်တော်တော်ကိုကြောက်တာအဲ့လိုမျိုးဒါပေမဲ့ပျော်စရာလည်းအရန်ကောင်းတယ်ပေါ့နော်အဲ့လိုရာဆယ်တိုက်တဲ့နေရာဆိုလေရီးနေရတာကိုချမ်းလို့နဲ့လေအဲ့လိုအမှတ်104ပေါ့နော်ပြီးတော့ကိုရဲ့ဒါ တပါတွေပေါ့နော်လေးစားအကြရတဲ့ Andywa Andikemo Mo A Mai A Ta ပြတင်တစ္ဆာလေးလည်းပါတယ် Victor တို့လည်းပါတယ်ကိုသားညီတို့လည်းပါတယ်ပေါ့နော်အဲဒါအကုန်လုံးကိုချမ်းတို့ရောအကုန်လုံးကဒါစီစီလုံးလုံးလေးနဲ့တော့စူးစမ်းထားကြတယ်ပေါ့နော်ဟုတ်ဒီညာလေးဟုတ်ဟုတ်တယ်ဒီတကလေးဆွပြောပြမယ်စိန်ကသူတို့ရဲ့စိန်က quality ဘယ်လောက်ကောင်းလဲဆိုမီထိုးထားလို့လက်နေရမျိုးမဟုတ် ပြီးနောက်တစ်ခုကလေသူကရွေးချယ်စရာတွေကို choice တွေကို counter တွေနဲ့ခွဲထားပြီးသားမန်နေလိမ့်မှာဆိုရင်ဆွေတို့ထားလိုက်ပါတော့ဘလောက်ဘလိုမျိုးအမျိုးအစားကိုလိုချင်လဲအဲ့မှာတခါတဲ့ counter တွေနဲ့လည်းခွဲထားပြီးသားရွေးချယ်လို့လည်းအရန်ကောင်းတယ်ပေါ့နော်ဟုတ်အစိမ်းအရေးသွေးကတော့အဓိကပါပဲစိမ်းအရေးသွေးအကောင်းဆုံးဆိုင်ပေါ့နော်ဟုတ် ဟုတ်စိတ်စပယ်ဘူးလို့ပြောလိုက်တာနဲ့ဒါဟိုဘယ်လိုပြောမလဲနာမည်ကြီးပြီးသားပေါ့နော်ခမ်းနားမှုကိုတန်းပြီးတော့မြင်ရမယ်အဲပြီးလို့ရှိရင်ပစ္စည်းဆိုလို့ရှိရင်အရင် quality ကောင်းတဲ့100%တကယ်ကိုကောင်းတဲ့ပစ္စည်းအကြီးအသေးကိုတန်းပြီးတော့မြင်ရမှာပေါ့နော်ဟုတ်ဟိုမစားလို့ပါဟိုကျမကြီးအတွက်လည်းပိုကောင်းတယ်ပေါ့နော်နေရတာလည်းပေါ်ပါလာတယ်ပေါ့နော်နောက် တစ်ခုကကျလူကဒီအနုပညာလုတ်ပြီးတော့မှလူကြီးကလည်းဝါနေလို့ရှိရင် ဘယ်လိုပြောမလဲစိတ်ကယုံကြည်မှုမရှိဘူးအဲ့အတွက်လဲရှော့လိုက်တာပါဆိုရအစားပဲရှောင်လိုက်တာဟိုစေးထိုးတာတွေဘာတွေရောမလောက်ရသေးဘူးအဲ့ကြောင့်မလို့လက်မောင်းကြီးကကြံ့နေရပါတော့အဲ့လက်မောင်းကိုလည်းအခုကြောက်အောင်လို့ exercise နဲ့သွားမယ်ပေါ့နော်အဲ့လိုမျိုးတော့လုပ်နေပါတယ်အဓိကတော့ကျမကြီးအကြောင်းကဆရာဝန်ကတိုက်တွန်းလာတာကြောင့်ရော sweet ကိုယ်တိုင်လည်းအဲ့လိုတေချာလေးပေါ့နော်ကိုကိုကိုပြန်ချစ်လာတာပေါ့အဲ့လိုမျိုးပါဟုတ်အချိန်ကြီးကကို့အတွက်ပဲ အကျိုးရှိရှိနဲ့ပေါ့အဲ့လိုအသုံးချအဓိကတော့လောကီမှာရင်တော့ဆိုလို့ရှိရင်ကိုကအမှန်တရားတိုင်နေတဲ့သဘောတရားတစ်ခုကကိုကကောင်းရင်ပေါ့နော်ကိုကံလည်းကောက်မယ်လို့ထင်ပေမဲ့တစ်ခါတလေကြာရင်မမြင်နိုင်ရတဲ့ကံတရားတွေရှိတယ်အဲ့ကြာရင်ဘလို့ရင်ဆိုင်ရမလဲဆိုတာလည်းအစ်အစ်အစကလေးကလည်းကြိုတော့ပြင်ဆင်တတ်တဲ့ထဲမှာပါတယ်အဲ့ဒါကြောင့်မလို့လည်းခံစားရလို့လည်းထင်ပါတယ်တခုခုဘယ်အကြောင်းမဖြစ်ဖြစ်ဖြစ်လာခဲ့ရင်ပေါ့နော်အဲဆူရအဲ့လိုမျိုးကိုကကိုရအောင် control လုပ်ပြီးတော့ပဲအကောင်းဆုံးခရီးကိုပဲရှေ့ဆက်လျှောက်တယ်ပေါ့ လောကကြီးမှာခန်းစားချက်ကဖော်ထုတ်တိုင်းလည်းမကားမှုမလိုအပ်ဘူးဟိုသူများကိုဆီက positive energy ပဲပေးခြင်းနဲ့အမျိုးသမီးဖြစ်တဲ့အတွက် negative တွေနဲ့မပူလောင်စေခြင်းအဲကိုဖြစ်တာတခုခုကြောက်တွေးခဲ့ရလို့ရှိရင်လည်းကိုကကိုပဲဖြည့်ရှင်းလိုက်တယ်ပေါ့နော်အဲ့လိုဖြည့်ရှင်းပြီးမှအဲ့လိုရလားတည့်ရမလားအဲ့လိုမျိုး line ပေါ်မှာအဲ့လိုမျိုးတွေမကြိုက်ဟုတ်ဟုတ်ကိုကကို AC ပဲနေခြင်းလို့ပါဟုတ်ကြိုက်ဘူးဆိုတော့ပျော်စရာပဲပေးခြင်းတယ်ကိုကိုတိုင်းလည်း ပျော်ရတဲ့ funny video လေးတွေရိုက်တယ်ကိုကိုတိုင်းလည်းပျော်တဲ့ vibe positive vibe ဖြစ်တဲ့အတွက် negative energy ရစေမဲ့အကြောင်းအရာဘယ်အရာမှန်သမျှမှမပေးချင်တာမျိုးပြောင်းထားတယ်ကျွန်မတကယ်ချင်းလေးဒီမိုင်းအေးတောင်းတို့ဒါဒါ precious ပဲကိုဘဝအတွက်ကအရေးအကြီးရယ်နော်ငွေကြေးချမ်းသာမှု ကပဲအရေးကြီးတာမဟုတ်ကိုအတွက်ကိုလိုအပ်တဲ့အချိန်တိုင်းမှာကိုဘက်ကနေရည်တည်ပေးနိုင်တဲ့ဒါကျမနာကလေးတွေနှစ်ယောက်ရှိတယ်ဂျယ်လီတို့လာမင်းတို့ဆိုနောက်မှာအမြဲတမ်းကိုရဲ့အမအရင်လို support ပေးတယ်ပြီးရင်ကျွန်တော်ရဲ့တငယ်ချင်း၃ယောက်ရှိတယ်မနင်တို့ရှိတယ်ဥမာမအေးတောင်းတို့ရှိတယ်အဲ့လိုမျိုးပေါ့ကိုချစ်ချစ်တဲ့တငယ်ချင်းတွေအများကြီးရှိတယ်အဲတော်ယုံစိတ်သက်ကြာနေတဲ့အချိန်မှာအားပေးဖို့ဆိုတာမလွယ်ဘူးလေတိလားအပေါ်ရန်ဆိုရင်ဘယ်သူမှမရှိတော့ဘူးနားမှာကိုကိုတိုင်းကလည်းသူများအပေါ်မှာအပေါ်ရန်မပောင်းခဲ့တဲ့အတွက်ဒီအကျိုး ကိုပြန်ပြီးခန်းစားရတယ်ထင်ပါရှင့်ဟုတ်ဟုတ်ကဲ့အားလုံးပဲကျမချမ်းသာကြပါစေလို့ဆုတောင်းပေးပါတယ်ဒီစိတ်စပယ်ဘူးကြောင့်ညာလေးပေါ့နော်အခုည9နာရီဆိုလို့ရှိရင်အဲဒါထုတ်လွှင့်မှာဖြစ်ပါတယ်အဲ့ကြရင်လည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်